အေဂျင်စိတ်ငိမ့်နဲ့မျိုးတမျိုးတွေမှာတော့ကြောင်းတစ်ကြောင်းရှိနေပြီးကြောင်းထဲမှာတော့မောင်ငယ်နဲ့စပဲဆိုတဲ့ကောင်မလေးတို့ကိုတွေ့ရမှာပဲဖြစ်ပါတယ်။မောင်ငယ်ကစပဲကိုဒူးထောက်ကချစ်ခွင့်ပန်နေပြီးတော့စပဲရေမင်းကငါချစ်မိနေလို့ငါချစ်ကိုလက်ခံပေးပါလားဟင်ဆိုပြီးတော့စကလုံးချစ်ချိုလေးတွေပြောက စပဲကိုချစ်ခွင့်ပန်လိုက်ပါ යි ။အဲ့ဒီချိန်မှာပဲသူတို့ရဲ့တငယ်ချင်းတွေကရောက်ရှိလာခဲ့ပြီးတော့မောင်ငယ်ရဲ့ချစ်ကိုလက်ခံဖို့အတွက်ဝမ်းဝမ်းမြောက်ပြီးနေကြပါ යි ။ ကြောင်တက်ချင်းလည်းနေပြီဖြစ်တာမို့လို့တငယ်ချင်းနှစ်ယောက်ကတော့ထွက်သွားပြီးတော့စပယ်နဲ့မောင်ငယ်ကတော့ကြောင်ဝင်းထဲမှာနေရင်းနဲ့ကြံ့ရင့်နေခဲ့ပါ යි စပယ်ကလည်းမောင်ငယ်ကိုငကိုကလေးကသဘောကျသူဖြစ်တာကြောင့်ငင်းမနေတော့ပဲနဲ့မောင်ငယ်ရဲ့ချစ်ကိုလက်ခံလာပြီးတော့သူတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်ကိုခံယူလိုက်ကြပါ යි ဒီလိုနဲ့သူတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်သွားကြပြီးတော့အတဲတက်ခံနေပြီဖြစ်တာကြောင့်နှစ်ယောက်စလုံးကလည်းစာတင်ကန်ထဲကိုပြန်ဝင်လာလိုက်ပါ යි စာတင်ကန်ထဲကိုလက်တွဲပြီးတော့ဝင်လာတာကြောင့်သူတို့နှစ်ယောက်စလုံးဟာချစ်သူတွေဖြစ်ကြောင်းကိုတဒန်လုံးကလည်းတီးသွားကြပြီးတော့ဝိုင်းစနေတာကြောင့် ။စပယ်ကလည်းရှက်ရှက်နဲ့သူ့နေရာသူသွားထိုင်နေလိုက်ပါ යි ။အကုန်လုံးနေရာတကြားဖြစ်နေတဲ့အချိန်မှာပဲသူတို့ရဲ့ဆရာဖြစ်သူကရောက်ရှိလာခဲ့ပြီးတော့မနေ့ပြန်ချစ်သူများနဲ့ဖြစ်တာကြောင့်ကြောင်းပိတ်ကြောင်းကိုကြော်ညာလိုက်ပြီးတော့အခုမှချစ်သူပူပူနွေ့နွေ့ဖြစ်ထားတဲ့မောင်ငယ်တို့ဆောင်တွေကတော့ချစ်သူများနဲ့အတွက်ကိုဝမ်းသာနေခဲ့ပါ යි ။ကျောင်းကလည်း၄ရက်တောင်မှတောင်လျှောက်ပိတ်မှဖြစ်တာကြောင့်ကျောင်းသားတွေကလည်းတော်တော်လေးကိုမှပျော်ရွှင်နေရပြီးတော့ဆရာကလည်းမှားဆရာရှိရာတွေကိုမှတ်ပြီးတော့စာသင်ခန်းထဲကနေကိုထွက်သွားခဲ့ပါ යි ဒီလိုနဲ့ကြောင်စင်းချိန်မှာတော့တငယ်ချင်းတွေကပိတ်ရက်တွေမှာမလုပ်ကြမလဲဆိုပြီးတော့တိုင်ပင်နေကြပြီးတော့ပိတ်ရက်၄ရက်လုံးမှာကမ်ပိန်းထွက်ဖို့အတွက်ကိုဆုံးဖြတ်လိုက်ကြပါတယ်။ချစ်သူနှစ်ယောက်ကလည်းကမ်ပိန်းသွားတင်မသွားတင်ကိုအချင်းချင်းတိုင်ပင်လိုက်ကြပြီးတော့ကောင်မလေးကလည်းသဘောတူလိုက်တာကြောင့်မောင်ငယ်ကတော်တော်လေးကိုမှပျော်ရှင်သွားခဲ့ရပါတယ်။တငယ်ချင်းဖြစ်သူတွေကလည်းအတူတူသွားရတော့မှဖြစ်တာကြောင့်အတော်လေးကိုမှဝမ်းတာနေပြီးတော့ချစ်သူနှစ်ယောက်ကတငယ်ချင်းတွေကိုအရင်သွားဖို့နဲ့သူတို့ကနောက်ကနေလိုက်လာမှဖြစ်ကြောင်းကိုပါပြောလိုက်ပါတယ်။ ဒီလိုနဲ့အသေးစိတ်ကိုတိုင်ပင်လိုက်ကြပြီးတော့ဒီနေ့အတွက်ကတော့သူတို့အိမ်ကိုကိုစီပြန်ရင်နဲ့လမ်းခွဲလိုက်ကြပါပြီ။နောက်ဒီနေ့မှာတော့ fashion တွေအပြည့်ဝထားတဲ့သူတို့တငယ်ချင်းအုပ်စုကိုတွေ့မှာပဲဖြစ်ပြီးတော့အကုန်လုံးကအထုပ်အပိုးတွေနဲ့ခရီးထွက်ဖို့ကိုအတင်းဖြစ်နေကြပါပြီ။ကားကနောက်ကျနေတာကြောင့်ပွားစီပွားစီပြောနေကြပြီးတော့သူတို့စူညံနေတော့မှာပဲကားကရောက်လာခဲ့ပါပြီ။တငယ်ချင်းဖြစ်သူကိုယ်တိုင်မောင်းလာတာဖြစ်တာကြောင့်နောက်ကြရတဲ့အတွက်တောင်းပန်လိုက်ပြီးတော့သူတို့ခီးမှလိုအပ်မယ်လို့ထင်တဲ့ပစ္စည်းတွေနဲ့မုတ်တွေကိုဝင်းဝဲနေတာဖြစ်လို့နောက်ကြကြောင်းကိုတခါရဲကိုပြောပြလိုက်ပါရင် အဲ့ဒါနဲ့တငယ်ချင်းတွေအကုန်လုံးကလည်းကားပေါ်ကိုပစ္စည်းတွေဝိုင်းတင်လိုက်ကြပြီးတော့အကုန်လုံးကလည်းကားရဲကိုဝင်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့သူတို့ကိုကားဝိုင်းဆောင်ပေးနေတဲ့အတော်ဖြစ်သူကိုလည်းနှုတ်ဆက်လိုက်ပြီးတော့ကားမောင်းထွက်လာကခရီးထွက်လာခဲ့လိုက်ပါတော့တယ်။တနေ့ကကားပေါင်းလာရင်းနဲ့ပဲညချင်းကိုရောက်ရှိလာခဲ့ပြီးတော့တနေ့ကကားစီလာတာကြောင့်အကုန်လုံးကလည်းပင်ပန်းနေကြပြီးတော့အနားယူခြင်းနေကြပြီလေဖြစ်ပါတယ်။ တိတ်မကြခင်အချိန်ပါပဲခရီးထွက်မယ့်နေရာကိုရောက်လာခဲ့ပြီးတော့မီးပုံပေးမှာတဲလေးတွေကိုထိုးပြီးတော့လှပလွန်းတဲ့ရေကန်တကန်ကိုလည်းတွေ့လိုက်ရပါတယ်အရန်ကုန်မှာလှပလွန်းတာကြောင့်အကုန်လုံးကလည်းပျော်သွားကြပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲစခန်းချဖို့လုပ်ခဲ့ပါတော့တယ်တောဆက်နားမှာဖြစ်တာကြောင့်အကုန်လုံးကိုဂရုစိုက်ဖို့ကိုတည်တည်ချာချာမှာကြားလိုက်ပြီးတော့အတွေ့လေးကတော့ထုံးစံတိုင်းခမရတို့လူနှစ်ယောက်ထဲတဲတလုံးနဲ့နေရမှာမို့လို့တော်တော်လေးကိုမှဝမ်းသာပျော်ရွှင်နေပါတယ် ငယ်ချင်းတချို့ကတော့တဲတွေကထိုးပြီးသားဖြစ်တာကြောင့်အတော်လေးကိုအံ့ဩနေပြီးတော့သူတို့ကိုယ်တိုင်တဲမထိုးရတာကြောင့်အလုံးရှုပ်သက်သာတဲ့အတွက်ကိုပျော်ရွှင်နေကြပါ යි ဒီလိုနဲ့တဲရှိရာကိုလာခဲလိုက်ကြပြီးတော့တဲတဲ့ဝင်အိတ်တဲ့သူကအေးရေကန်ပေးမှပျော်နေတဲ့သူကပျော်နေရာချတဲ့သူကနေရာချနဲ့အလုံးရှုပ်နေကြပြီးတော့အကုန်လုံးကလည်းပထမဦးဆုံးခရီးထွက်တဲ့အတွေ့အကြုံဖြစ်တာကြောင့်ပျော်ရွှင်နေကြတာကတော့အသေးကြပဲဖြစ်ပါ යි ဒီလိုနဲ့အကုန်လုံး AC ဖြစ်သွားတဲ့ချိန်မှာတော့မီးပုံပေးမှဂီတာတလက်နဲ့ဝိုင်းဖွဲလိုက်ကြပြီးတော့စားတော့ကြတာညချေကို AC စိတ်နဲ့ကိုဖြတ်တန်းလိုက်ကြပါ යි ဒီလိုနဲ့တဖြည်းဖြည်းညာနယ်လာတဲ့ချိန်မှာတော့အိမ်ငိုက်လာတာကြောင့်အကုန်လုံးကလည်းအိတ်ကုန်ကျပြီးတော့အခုမှရီစာစားပြေးစားမောင်ငယ်တို့နှစ်ယောက်ကတော့မီးပုံပေးမှာစကားဖောင်ဖွဲ့ရင်နဲ့ကြံ့နေခဲ့ပါတော့နီဒီလိုနဲ့အိမ်ငိုက်လာတာကြောင့်နှစ်ယောက်စလုံးကလည်းတဲရီကြားထဲမှာဝင်အိတ်လိုက်ပြီးတော့အဲ့ဒီချိန်မှာပဲဖျန်းဆုပ်ပြီးတော့ရေကန်ဘီနာကတရားလေးမှာအိမ်ညင်နေရောင်နဲ့တရေမတစ်ယောက်ကပေါ်လာခဲ့ပါတော့နီအဲ့ဒီချိန်မှာပဲကောင်လေးတစ်ယောက်ကတေးပေါက်ချင်လာတာကြောင့်ထွက်သွားလိုက်ပြီးတော့ရေကန်ထဲကိုတေးပန်းလိုက်တဲ့ချိန်မှာတရေမကထွက်လာတာကြောင့်လမ်းဖြန့်သွားခဲ့ပြီးတော့လဲကျသွားတဲ့ချိန်မှာတော့ တရဲမကခြေထောက်ကိုဆွဲထားတာကြောင့်ဇပဲကလည်းလန်နိုးလာခဲ့ပြီးတော့ထွက်လာကြည့်လိုက်တဲ့ချိန်မှာတရဲမကခြေထောက်ဆွဲထားတာကိုမျက်မြင်အထင်သာကိုတွေ့လိုက်ရပါတယ်။တငယ်ချင်းကိုကိုညီဖို့ထွက်လာခဲ့ပြီမဲ့လည်းနောက်ကျသွားပြီးတော့ရေထဲကိုဆွဲချတာကိုမျက်စိရှိမှမျက်ဝါးထစ်ထင်ကိုတွေ့လိုက်ရပါတယ်။ဒီမြင်ကွင်းကြောင့်ဇပဲကလည်းငိုကျွေးနေပြီးတော့ချစ်သူရဲ့ငိုတန်းကြောင့်မောင်ငယ်ကလည်းနိုးလာကချက်ချင်းကိုထွက်လာပြီးတော့ငိုကျွေးနေတဲ့ချစ်သူဖြစ်သူကိုနှစ်သိပ်ပေးလိုက်ပါတယ်။ စပယ်ကချစ်သူဖြစ်သူကိုအကြောင်းဆိုပြောလိုက်ပြီးတော့စပယ်ရင်ကိုတန်းကြောင်းတခြားတငယ်ချင်းတွေကလည်းနိုးလာတာကြောင့်အဖြစ်မှန်ကိုအားလုံးသိအောင်လို့တရေမာကတငယ်ချင်းတယောက်ကိုရေထဲကိုဆွဲချသွားကြောင်းကိုပြောပြလိုက်ပါအင်ဂျင်ဖြူနဲ့မိန်းကလေးကလည်းသူ့ရဲ့တငယ်ချင်းဟာရေကူးကျွမ်းတာကြောင့်ရင်းနစ်နေတယ်ဆိုတာမဖြစ်နိုင်ပေနဲ့အဲ့ဒီကောင်ကချင်းကိုက်ခံရလွန်းလို့စိတ်ညစ်ပြီးတော့အိမ်ပြန်သွားတာနေမှာပါဆိုပြီးတော့ဝင်ပြောလိုက်ပါတယ် သူပြောတာကိုတခြားတငယ်ချင်းတွေကလည်းထောက်ခံလိုက်ပြီးတော့အာကိုရမယ်သွားတာကြောင့်မောင်ငယ်ကိုသူ့ကိုယုံကြည်လားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့မောင်ငယ်ကသူ့ရဲ့ချစ်သူပြောတာကိုအပြည့်အဝယုံကြည်ကြထောက်ခံလိုက်ပါတယ်။ဒါလို့လေသူတို့ဟာအဲ့လိုမရတော့တာကြောင့်မိဘုံဘေးမှာဝိုင်းဖွဲ့လိုက်ပြီးတော့တငယ်ချင်းဖြစ်သူရေနေတဲ့ကိစ္စကိုအကုန်လုံးကဝိုင်းဝန်းညှဉ်းခုန်နေကြပါတယ်။ဒါလို့လေကောင်မလေးတွေကလည်းအိတ်ချင်လာတာကြောင့်တဲတဲ့ကိုဝင်ကပြန်အိတ်လိုက်ကြပြီးတော့မောင်ငယ်နဲ့သူ့ရဲ့တငယ်ချင်းကတော့မိဘုံဘေးမှာကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ယောက်ျားလေးနှစ်ယောက်ကတော့တယောက်တည်းလဲစီကင်းစားမှုအတွက်ကိုဆုံးဖြတ်လိုက်ပြီးတော့တငယ်ချင်းဖြစ်သူကသူကင်းအရင်စောက်မှဖြစ်တဲ့အတွက်မောင်ငယ်ကတော့ဝင်အိတ်လိုက်ပါတငယ်ချင်းဖြစ်သူကလည်းကင်းစောင်းတဲ့ချိန်မှာကောင်မလေးတယောက်ကလှမ်းခေါ်လိုက်ပြီးတော့ကောင်မလေးကအိတ်မပြောတာကြောင့်သူ့ကိုဖို့လို့ပေးဖို့ကိုတောင်းဆိုလိုက်ပါဒီလိုနဲ့သူကလည်းကောင်မလေးနဲ့အတူတူအိတ်ဆောက်ပေးလိုက်ပြီးတော့ဒီလိုနဲ့နောက်တနည်းမနဲ့ကိုရရှိလာခဲ့ပါတော့ရီ ောက်နေ့မနေ့ကိုရောက်လာတဲ့အချိန်မှာတော့အင်ဂျင်ချစ်တွေနဲ့ဖြစ်နေတဲ့တငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရတာကြောင့်တော်ရဲမှာဒီလိုမျိုးပေါက်ကရတွေလောက်တာကြောင့်မောင်ငယ်ကတငယ်ချင်းဖြစ်သူကိုမင်းကဘာလို့ကင်းမဆောက်ပဲနဲ့ဒီလိုမျိုးလုံးနေရတာလဲဘာညာနဲ့ဆိုပြီးတော့ဆဲဆိုနေခဲ့ပါ යි တငယ်ချင်းဖြစ်သူကလည်းငါဟာငါဘလို့အေးအေးမင်းနဲ့ပါဆိုင်လို့လဲဆိုပြီးတော့ပြန်လဲဆဲဆိုကတငယ်ချင်းနှစ်ယောက်ကတော့စကားထများကြပြီးတော့တခြားတငယ်ချင်းတွေကဝင်ရောက်ဖြန့်ဖြေးတဲ့အခါမှာရံပွဲကတော့ငြိမ်သွားခဲ့ပါ යි မောင်ငယ်ကစိတ်ညစ်ညစ်နဲ့တရားပေါ်မှာတွားထိုင်နေတော့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့စပယ်ကရောက်ရှိလာခဲ့ပြီးတော့ ဖြစ်သူဖြစ်သူကိုနှစ်သိမ့်ပေးလိုက်ပါတယ်။မောင်ငယ်ကဒီလိုမျိုးပျော်ကြီးထွက်လာတာဟာစင်းရဲစရာတွေကြီးပဲတွေ့နေတာကြောင့်စပယ်ကိုတောင်းပန်လိုက်ပြီးတော့စပယ်ဖြစ်သူကလည်းစင်းမညစ်ဖို့နဲ့သူရှိကြောင်းအားပေးလိုက်ပြီးတော့တငယ်ချင်းတွေအကုန်လုံးကလည်းတကွဲတပြားနဲ့စိတ်ဝမ်းကွဲကုန်ကြပါပြီ။နောက်ထပ်တငယ်ချင်းတစ်ယောက်ကလည်းအင်းညွန်းတဲ့ကောင်ကိုနှစ်သိမ့်ပေးနေပြီးတော့သူမကကောင်လေးကိုစိတ်ဝင်စားနေတာကြောင့်ခန်းစားချက်တွေရှိလာကနှစ်ယောက်သားကတော့နမ်းလိုက်ကြပါပြီ။ဒီမြင်ငွေကိုမင်းညာကတူတူအိတ်တဲ့ကောင်မလေးကလည်းမြင်သွားခဲ့ပြီးတော့တစ္ဆာဖောက်ကောင်ပါညာဆိုပြီးတော့ကောင်လေးကိုထုရိုက်ပြီးတော့ပြဿနာရှာနေခဲ့ပါ යි ်တယ်လို့နိအကုံလုံးကရံဖြစ်ကုန်ကြပြီးတော့ကောင်လေးကလည်းသူ့အမားသူတီကအားလုံးကိုလိုက်ပြီးတော့တောင်းပန်ကဆေးရှုပ်စရာနေတနေ့ကိုဖျက်တမ်းလိုက်ကြပါဘူး။ညာဘက်ရောက်တဲ့ခါမှာတော့ကောင်မလေးတယောက်ကစိတ်ညစ်ညစ်နဲ့ထွက်သွားလိုက်ပြီးတော့မောင်ငယ်နဲ့တငယ်ချင်းဖြစ်သူနှစ်ယောက်ထဲမိဘုံဘေးမှာစိတ်ညစ်ညစ်နဲ့ကိုမှထိုင်နေခဲ့ပါ යි အဲ့ဒီအချိန်မှာပဲတရားပေါ်မှာထိုင်နေတဲ့ကောင်မလေးကိုစပယ်ကလှမ်းတွေးလိုက်ပြီးတော့သူမရဲ့နောက်မှာတော့တေးရဲမကမတ်တက်ရဲနေတာကိုပါတခါလေးကိုတွေးလိုက်ပါ යි အချိန်မီတတိလန်းပေးလိုက်ပေမဲ့လို့မမီလိုက်ပင်နဲ့တေးရမကရေထဲကိုတွန်းချတာကိုခံလိုက်ရပြီးတော့ကောင်မလေးရဲ့အော်တန်ကြောင့်နိုးလာကြပြီးတော့ကောင်လေးကလည်းမပြောမစုံနဲ့ရေထဲကိုဆင်းသွားပြီးတော့ကောင်မလေးကိုလိုက်ရှာပေမဲ့လည်းမတွေ့ဘဲနဲ့သူ့ပါရေထဲကိုနှက်သွားခဲ့ရပါတယ်။ဇပယ်နဲ့မောင်ငယ်တို့ကလည်းတငယ်ချင်းကောင်လေးကိုပြန်ကယ်လာခဲ့ပါတယ်။ရေထဲကနေကုန်းပေါက်ကိုကယ်နိုင်ခဲ့ပေမဲ့လည်းအသက်တော့မမီလိုက်ပင်နဲ့တေဆုံသွားခဲ့ရပါတယ်။ဒါလို့တငယ်ချင်းအုတ်လိုက်ကြီးမှလူသုံးယောက်သာကြံခဲ့ပြီးတော့ကြံခဲ့တဲ့သူတွေကဒီပြဿနာကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာကိုတိုင်ပင်နေကြပါတယ်။ အကုန်လုံးကလည်းအိပ်ပျော်သွားတဲ့ချိန်မှာတော့အင်းကြီးအပြာရောင်နဲ့ကောင်ဝါလီကရင်းနှစ်တေသွားတဲ့ကောင်လေးကိုတွေးလိုက်တာကြောင့်ဝမ်းသာသွားခဲ့ပြီးတော့အနာကိုပြေးသွားပြီးတော့စကားတွေပြောဆိုနေခဲ့ပါ යි ။ဒါကိုမြင်နေရတဲ့စပယ်ကလည်းတရေမကအကုန်လုံးကိုဟန်ဆောင်ထားတယ်ဆိုတာကိုသိလိုက်ရတာကြောင့်လှမ်းပြီးတော့တတိပေးလိုက်ပြီးတော့နောက်ကျသွားပြီဖြစ်ကအင်းကြီးအပြာရောင်နဲ့ကောင်ဝါလီကလည်းတေဆုံသွားခဲ့ပါတော့ရီ။ဇလုံးနဲ့တငယ်ချင်းတွေအုပ်စုလိုက်ကိုထွက်လာတဲ့ခရီးဟာလည်းအခုဆိုရင်စပယ်နဲ့မောင်ငယ်တို့နှစ်ယောက်ထဲဘက်ကိုကြံခဲ့ပါတော့ရီ။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာနောက်တနေ့မနက်မှာထွက်သွားဖို့တိုင်ပင်လိုက်ကြပြီးတော့အေးအေးဆေးဆေးနဲ့ကိုအိတ်လိုက်ကြပါ යි စပယ်ကတရင်နိုးလာတဲ့ချိန်မှာတော့ဘီနာကမောင်ငယ်ကိုမတွေ့တာကြောင့်ချက်ချင်းထွက်လာတဲ့ချိန်မှာတော့တရင်မဖြစ်သူနဲ့တယောက်ချင်းတွေ့နေတဲ့မောင်ငယ်ကိုတွေ့လိုက်ကြပြီးတော့တရင်မကဝင်းညိနှုတ်သွားတာကြောင့်စပယ်ကလေမောင်ငယ်အနားကိုရောက်တဲ့ချိန်မှာမောင်ငယ်ကတော့တေဆုံးနေပြီပဲဖြစ်ပါ යි ဒီလိုနဲ့စပယ်ကတရင်မကိုဘာလို့ဒီလိုမျိုးလုပ်နေတာလဲဆိုတာကိုထည့်ရှင်းဖို့အတွက်ကိုဆုံးဖြတ်လိုက်ပြီးတော့တရင်မနဲ့ကိုထိတ်တိုက်တွေ့လိုက်ပါတော့လေ တရေမကိုသူ့ရဲ့တငယ်ချင်းတွေကိုဘာလို့လိုက်တက်နေရလဲဆိုပြီးတော့မိလိုက်တဲ့ချိန်မှာတော့ Happy Birthday ဆိုပြီးတော့သူမရဲ့နောက်မှာတငယ်ချင်းတွေကအုတ်လိုက်ကြီးကိုပြန်ပေါ်လာခဲ့ပါတယ်။တည်သွားပြီလို့ထင်တဲ့သူ့ရဲ့တငယ်ချင်းကလည်းပြန်ထလာခဲ့ပြီးတော့သူမကိုဝိုင်းပြီးတော့စားနောက်နေတဲ့ brand တစ်ခုဖြစ်ကြောင်းကိုပါတီးလိုက်ရပါတယ်။တငယ်ချင်းတွေအကုန်လုံးကလည်းအစာကတည်းကကိုတိုင်ပင်ခဲ့တာဖြစ်ပြီးတော့စပယ်ကိုလည်းဖြစ်စဉ်အစာဆုံးကိုရှင်းပြလိုက်ပါတယ်။ ဒီကြောင်ကြောင့်စပယ်ကလည်းစိတ်အေးသွားခဲ့ရပြီးတော့ကောင်းကင်ဘော်ကိုလှမ်းကြည့်လိုက်တဲ့ချိန်မှာတော့ Happy Birthday စပယ်ဆိုတဲ့စာတန်းနဲ့အတူတူမီရှူမီပန်းတွေကိုတွေ့လိုက်ရပြီးတော့ပြီးဆုံးသွားခဲ့ရပါတယ်။ဒါနဲ့ဗီဒီယိုလေးတွေကိုကြိုက်နှက်တဲ့ဆိုရင်လည်းပဲ VPN လေးခန့်ကြည့်ပေးပြီးတော့ကျွန်တော်တို့ကိုစပို့ပေးခဲ့လို့ရပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုလေးပါပြန်တွေ့ကြရအောင်နော်။